ဘာလုပ်ငယ်မဲ့လို့လို့ဝင်ငွေတိုးတက်ခြင်းနဲ့ဆိုရင် marketing plan ရှိဖို့လိုပါတယ်။ဝယ်ကူရိုးရှင်းတဲ့ marketing plan တစ်ခုကို blue ဆွဲရမလဲဆိုတော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာပြတ်တော့ပါမယ်။ဖောက်တယ်တွေကိုကိုယ်မတိသေးတဲ့ဖောက်တယ်၊တိတယ်စိတ်ဝင်စားရင်မဝယ်သေးတဲ့ဖောက်တယ်၊ဝယ်ပြီးွားပြီးထပ်ဝယ်ဖို့လိုတဲ့ဖောက်တယ်။ဒါမျိုးကိုအေးအနွေးနဲ့အပူကို1 hot customer ဆိုပြီးခေါ်ပါတယ်။အဲ့တော့ဒီဇိုင်းဒီကိုလုပ်ငန်းမှာအားပေးအောင်အမြဲတမ်းအားပေးနေအောင်လှုပ်ဆောင်ဖို့အတွက်ဆိုရင်ဒီ M 3လုံးနဲ့စပါတယ်။ကျွန်တော်တို့ကဘသူတွေကိုရောင်းမှလည်းတီးဖို့လိုတယ် ဘာမှမကဲလို့ခေါ်ပြီးတော့မှဘာကြောင့်မလို့ကိုရှီယာဝဲတင်တာလဲဆိုတော့ message လို့ခေါ်ပြီးတော့ဘလူနီလန်းနဲ့တိအောင်လို့မလဲဆိုတော့ medium လို့ခေါ်ပါတယ်။ဥမာအဖြစ်အလုတ်များနေတဲ့လူတွေ၊ဗိုက်စာရာကိုရေတူဖြည့်ရှင်းခြင်းတဲ့လူတွေ၊အလုတ်ရှုပ်ဆရာမလို့ဘဲနဲ့ရေနွေးလေးထည့်လိုက်တာနဲ့အလွယ်တကူဘိုက်ပြေဝါခြင်းတဲ့လူတွေ၊ညာကြီးမင်းကြီးကဗိုက်စာတဲ့လူတွေဒီလူတွေကိုခောက်ဆွဲချောက်ရောင်းမယ်ဆိုပေါ့။ဒါဆိုကျွန်တော်ဘာလုပ်ရလဲဆိုရင် message ဆိုတာတိဆောက်ရပါတယ်။ ဘာကြောင့်ကိုရှိဝယ်တင်လဲဆိုတော့ message လို့ခေါ်တာပါဥပမာအဖြစ်ကိုရဲ့ပြိုင်ဘက်ကအရာရာမန်ရန်ရန်ဆိုပြီးလှုပ်ထားရဲဆိုတော့ဘာဆိုရင်ကိုကအရာရာထက်မြ мян သွားလို့ရတယ်ဆိုတော့တိပုတ်တော့ဆို3မိနစ်ပဲဆောင်ဘိုက်စာနေလားဒါမျိုးကြောက်ဘူးပါလိမ့်မယ်ဒါကပြိုင်ဘက်ကိုမရွေးချယ်ပဲနဲ့ကိုကဘာကြောင့်ရွေးချယ်တင်လဲဆိုရင် message လို့ခေါ်ပါတယ်အဲ့တော့ကိုတိစေခြင်းတဲ့လူတွေကိုတိစေခြင်းတဲ့အကြောင်းအရာကိုတိနိုင်ဖို့အတွက်ဆိုလို့ရှင်ဘယ်ကနေတိအောင်လုပ်မလဲဆိုရင် medium လို့လာပါမယ် ဥမာအဖြစ်ခုကြည့်နေတဲ့ TikTok တို့ Facebook တို့အားတွေလုံမာလားဒါမှမဟုတ် social media ပြင်ပမှာဖြစ်တဲ့ TV radio billboard တွေအားတွေလုံမာလားဒါမှမဟုတ် supermarket တွေအားတွေ sample ဝေပြီးတော့မှလုံမာလားဒီလိုတိအောင်လောက်တာတော့ jargon median လို့ခေါ်ပါတယ်ဒီလို market message median ဒီ၃ခုကွက်တိတဟဇာတာဖြစ်တယ်ဆိုလို့ရှင်ကိုမတိနေတဲ့ဒဇိန်းတွေဟာကိုယ့်ရဲ့ထုတ်ကုန်စပြီးတည်လာပါမယ်တည်လာရင်ဘာတွေဆက်ဖြစ်မလဲမှန်ပါတယ်စုံစမ်းမေးမြန်းမှုတွေဖြစ်ပါမယ် marketing မှာတော့စုံစမ်းမိမြတ်မှုကိုကျွန်တော်တို့ lead လို့ခေါ်ပါတယ်။အဲတော့စုံစမ်းမိမြတ်မှုစိတ်ဝင်စားမှုကိုကျွန်တော်တို့ရဲ့ Facebook တို့ social media account တွေကို follow လုပ်တာဖြစ်နိုင်တယ်လို့သူတို့ရဲ့ email နာမည် phone number ထုတ်ကုန်နေရာသူတို့ရဲ့ data စိတ်ဝင်စားတဲ့တည်င်းချက်လက်တွေကိုခြံခဲ့တာလည်းဖြစ်နိုင်ပါတယ်။အဲတော့ D3M guide တယ်ဆိုလို့ရှိရင်စုံစမ်းမိမြတ်မှုလာပြီ။ဒီစုံစမ်းမိမြတ်မှုလို့ခေါ်တဲ့မျိုးစေ့လေးတွေအပင်စားပေါက်လာပြီဆိုမိတ်ဆွေပါထက်လို့မလဲ။ရေလောင်းပါမယ်။ ီလိုရေလောင်းပြီးတော့မှအားဖြစ်ပြီးတော့ nurturing လို့ခေါ်တယ်ဘယ်လိုလုပ်မလဲကျွန်တော်တို့အနေနဲ့ဆိုရင်ကိုယ့်ရဲ့လူမှုကွန်ရက်တွေရတဲ့အကျိုးရှိစေတဲ့တည်င်းတွေမျှဝေတာပုံမှန် set တွေလုပ်ပြီးတာဥပမာအားဖြင့် Christmas တည်င်းကျွတ်အခါကြီးရက်ကြီးတွေမှာသူတို့ရဲ့နာမည်နဲ့ well wish တွေလုပ်ပြီးတာဒါမှမဟုတ်ဇီနုံအပြောင်းလဲတွေကို Viber Crew ကနေပို့ပေးတာဒီလိုမျိုးကိုရှိကိုစိတ်ဝင်စားတဲ့လူတွေကိုဝေဒူအနေနဲ့ပြောင်းလဲမှုဖြစ်စဉ်တွေလုပ်လို့ရပါတယ်တကယ်လို့ဒီလိုရင်းနှီးမှုတိစောက်သွားပြီဆိုရင် ျွန်တော်ရှိမှာဝဲတော့မယ်ဆိုသူစိတ်ပူနေတဲ့အရာရှိမယ်ဒါတွေကိုရှင်းပြပေးမယ်တေချာရောင်းချနိုင်တယ်ဆိုလို့ရှိရင်အယောင်းအနေနဲ့စပြောင်းပါမယ်အဲ့တော့ဒီအဆင့်ကြီး၂ဆင့်ကယူရီကိုတီးပြီးတော့မှဝဲစီရဲဖြစ်စဉ်ဖြစ်ပါတယ်အဲ့တော့ဝဲအောင်လုပ်ပြီးွားရင်ဘာလုပ်ဖို့လိုလာမလဲဆိုရင်ထပ်ဝဲအောင်တခြားလူတွေကိုပြောပြအောင်လုပ်ဖို့လိုလာမယ်ဘာလို့လဲဆိုရင်စီးပွားရဲ့ရည်ရွယ်ချက်၃ခုပဲရှိရဖောက်တယ်ဖန်တီးမယ်ပုံမှန်လာဝဲအောင်လုပ်မယ်တခြားလူတွေကိုပြောပြအောင်လုပ်မယ်ဒီလိုလှုပ်ဆောင်ဖို့အတွက်ဆိုရင် customer service ကိုကောင်းအောင်လုပ်မယ် ို့ရောင်းမယ်ထက်ရောင်းမယ်ဒီရမှာတဆင့်တဆင့်စကားတဆင့်သားနဲ့ပြန့်နှံ့အောင် gift card ပေးရမျိုး social media မှာမျှဝေပေးရမျိုးဒါမျိုးဖြစ်အောင်လုပ်ဆောင်ပါမယ်ဒါကတော့ one page marketing plan လို့ခေါ်ပါတယ်ကိုယ့်ရဲ့ပေါက်တယ်ကိုကိုတီအောင်လုပ်တာရော no လို့ခေါ်ပါတယ်ဒီ၃ဆင့်အောင်လုပ်ပါတယ်ကိုယ့်တဘောကြောင်းအောင်လုပ်တာရောဒီအဆင့်မှာဒါရော like လို့ခေါ်ပါတယ်ကိုယ်ယုံကြည်ပြီးအမြဲတမ်းဝယ်အောင်လုပ်တာရော trust လို့ခေါ်ပါတယ်ဒီ၃ဆင့်ကိုတော့ no like trust လို့ခေါ်ပါတယ်